秋。 သတင်းဌာနကအမြဲဆောင်ကြားပေးနေကြတဲ့ပရိသတ်တွေအားလုံးကိုမင်္ဂလာပါလို့ဦးစွာပထမနှုတ်ခွန်းဆက်သားကြပါမယ်။ကချိုဝေးသတင်းဌာနကအပတ်စဉ်အင်္ဂါနေ့တိုင်းမှာတင်ဆက်ပေးနေတဲ့အဒီတာနဲ့တူစီးရင်နိုင်ငံရေးတုံတက်ဆွေးနွေးခြင်းအစီအစဉ်ကနေမှပြန်လည်ကြိုဆိုပါရစေ။မင်္ဂလာပါဆရာ။မင်္ဂလာပါညီမ။ဟုတ်ကဲ့ဆရာ။အာဒီပြီးခဲ့တဲ့တက်တလောလေးမှာပဲပေါ့နော်။ဒီစစ်တပ်နဲ့ KIA တွေ့ဆုံကြမယ်။ရင်းချမ်းရေးစကားပြောကြမယ်ဆိုတဲ့သတင်းနေထွက်ပေါ်လာတယ်ပေါ့။ဆိုတော့ဒါကဒါဒုတိယအကြိမ်မြောက်ထွက်ပေါ်ခြင်းနဲ့ဟုတ်တယ်အခုတစ်ကြိမ်မှာဘာတွေပြောင်းလဲမှုတွေရှိသွားလဲဆိုတာဆရာနဲ့ဆွေးနွေးတော့ င်းဖို့စီစဉ်ထားပါတယ်။ဟုတ်ကဲ့ညီမကျွန်တော်တို့ဒီနိုင်ငံရေးထိုင်ပင်အရာနိုင်ငံရေးကစားတဲ့တည်င်းတွေထွက်လာတယ်လို့ကျွန်တော်အဲ့လိုအခြေခံအဖြစ်နားလေတယ်ပေါ့နော်ညီမဆက်ဆွေးနွေးကြည့်အောင်။ဟုတ်ကဲ့ဆရာ။အခုနကပြောလိုမျိုးပဲဒီစစ်တမ်းနဲ့ KIA နဲ့တွေ့ဆုံကြမယ်ငင်းချမ်းရေးစကားပြောကြမယ်ဆိုတဲ့တဲ့င်းတွေကဒီလက်တော်မှာထွက်ပေါ်နေရပါတော့ဒီ KIA ရဲ့ပြောရေးဆိုခွင့်ပုဂ္ဂိုလ်ဝမ်မူကြီးတော့ပေါ်ကတော့ဒီတဲ့င်းကိုညင်းထားတယ် ပထမတစ်ချိန်စစ်တပ်နဲ့ဆွေးနွေးမယ်ဆိုတဲ့အတန်းတွေထွက်တော့ကလည်းဒုက္ခထားဖြစ်တဲ့ဗိုလ်ချုပ်ကမောကဒီ BBC ရဲ့အင်တာဗျူးမှာပေါ့ဒီစစ်တပ်က PCG အဖွဲ့ကနေတဆင့်စကားကမ်းလှမ်းခဲ့တဲ့အတွက်ဒီဆန္ဒရှိရဲ့ဆိုလို့ရှင်တော့မြကြီးနားမှာတွေ့ဆုံဆွေးနွေးမယ်ဆိုပြီးတော့အတိအရင်ဖြေကြားခဲ့တာကိုတွေ့ရတယ်ပေါ့ ဆိုတော့ဒုတိယတစ်ကြိမ်အခုလိုမျိုးဆွေးနွေးမယ်ဆိုတဲ့အတန်တွေပြန်ထွက်လာတာကဘာကြောင့်ဖြစ်နိုင်မယ်လို့ထင်လဲဆရာအခုညီမရဲ့မိကွန်းမှာပါတဲ့အတိုင်းပဲပေါ့နော်အခုပြန်ထွက်လာတဲ့တည်တင်းကလည်းဘေးတည်တင်းပေါ်မှာအခြေခံတယ်လေဆိုရင် BBC ရဲ့မိကွန်းကိုဘူချုကမဖြေခဲ့တဲ့ဒီမိကွန်းနဲ့အဖြေပေါ်မှာပဲအခြေခံပြီးမှပြန်လဲတုံးတက်တဲ့ဟာကိုတည်တင်းပြန်ထွက်လာတဲ့ဆိုတဲ့သဘောမျိုးတည်တင်းပြန်လာတဲ့သဘောမျိုးလို့ကျွန်တော်အဲ့လိုနားလဲကျွန်တော်တို့ဒီရင်းမြစ်ကိုပြန်လိုက်တဲ့အခါမှာ အဓိကဖြစ်ဒီစကားဟိုတိတိကျကျတင်းကြီးမြင့်အနေနဲ့ပြောနေတဲ့ဟာက NCL မှာပါနေတဲ့ PNO ကဘုံမူကြီးခွန်ဥကသူက CNI တည်င်းဌာနနဲ့ခြေကြားတဲ့ထားတဲ့ဒီတည်င်းချက်လက်တွေက ပူပြီးမှပြက်နတ်နေတဲ့ဟာကိုတွေ့ရတာပေါ့နော်ဒီတတိမီတတိကြကြအနေနဲ့ဒါပေမဲ့ဒီဘူမူကြီးခွန်ဦးကသူကပဲပြန်ပြောထားတဲ့ဟာကသူပြောတဲ့အခြေခံကဒီပြီးခဲ့တဲ့ BBC နဲ့ဘူဂျုကမောကြေခဲ့တဲ့မေဂွန်းပေါ်မှာလဲကေဝေါ်ကတွေးဆုံဆွေးနွေးမှုကိုမငင်းထားဘူးနေရာပဲအခက်အခဲဖြစ်နေတယ်ဆိုတဲ့ဟာကိုသူကဒီကာလမှာအဲ့လိုမျိုးတွေးဆုံဆွေးနွေးမှုဒီလဲဖြစ်လာနိုင်တယ်ဆိုပြီးမှသူ့ရဲ့သုံးသက်ချက်ကိုတည်င်းအဖြစ်နဲ့ ပေါ်ပြနေတဲ့ဟာတွေပဲကျွန်တော်အတိတ်ကတွေးရတယ်ဒါကြောင့်မို့ဒီဟာကဒီရဲ့ပိုင်းမှာတည်င်းဆိုပြီးမှထွက်လာပေမဲ့ဒါကတည်င်းအစ်စ်မဟုတ်ပဲနဲ့တည်င်းဟောင်းပေါ့နော်အမားတော့ကြိုက်ကန်ရှင်တက်ဆန်ရအဖွဲ့အစည်းတွေကနေထွက်လာတဲ့တည်င်းစကားမဟုတ်ပဲနဲ့ဒီတုံးတက်ချက်ကိုတည်င်းအဖြစ်ပေါ်ပြလာတာကြောင့်ဒီဟာကိုအထူးတဖြစ်တော့ဒီအဲစကားမပေါ့နော်စစ်ကော်မရှင်ဘက်ကတည်င်းမီဒီယာတွေကအထူးတဖြစ်ပိုပြီးမှပေါ်ပြလာတဲ့ဟာကိုတွေးရတာပေါ့ဒီဟာကဘေးက ာနဲ့ပြန်ပြီးမှဖြစ်စဉ်ကိုဆက်နယ်လဲဆိုရင်ဒီချမ်းမြောက်ပိုင်းမှာတအားအဖွဲနဲ့အပြစ်ခရစေလုတ်နေတဲ့နောက်ပိုင်းမှာထွက်လာတဲ့တည်င်းဖြစ်တဲ့အတွက်ဒီလူမျိုးနိုင်ငံရေးထိုင်းမင်းဒီကိုယူပြီးမှနိုင်ငံရေးတည်င်းအဖြစ်ပေါ့နော်ဒါကတော့ရှိပြီးသားဖြစ်ပြီးသားကိုအတိတ်လူလူမျိုးပြန်လဲဖန်တီးလိုက်တဲ့တည်င်းလူပဲကျွန်တော်အဲ့လိုနားလေတယ်ဒါကြောင့်မို့ဒီတည်င်းကအတိတ်မဟုတ်ဘူးပေါ့နော် ဖြစ်ကပွဲမတိုင်ခင်ကာလမှာပေါ့နော်စစ်ကောမရှင်နဲ့ကန်အိုနဲ့တွဲဆုံဆွေးနွေးဖို့ ရောဖြစ်လာနိုင်မလားဗောဆရာပြီးတော့ဒီရွေးကောက်ပွဲကတရုတ်ကဥဆောင်လို့ရှားနေရဲ့ BRI စီမံကိန်းနဲ့ပတ်သက်နေတယ်လို့လည်းဆိုရဲဗောနော်ဆိုတော့ဒီစီမံကိန်းကရောဒီကချင်စီးရေးနိုင်ငံရေးအပေါ်မှာတနည်းတဖုံပတ်သက်လာနိုင်ပွဲရှိလာနိုင်မလားဗောကေအော်နဲ့ဒီခေကဆက်ဆက်စစ်ဆူရပြီးပြင်စစ်တပ်တွေရဲ့အဓိကဒီအပြစ်ခတ်ရက်စီဆံရတွေ့ဆုံဆွေးနွေးမှုတွေကဒီစစ်တပ်ဘက်ကတစုံတရာအပြောင်းလဲရှိရဲ့ကာလတွေမှာထိတွေ့ဆက်ဆံမှု တွေ့ဆုံညီနိုင်မှုတွေကအမြဲတမ်းရှိတတ်တယ်ပေါ့နော်ဒီလိုမျိုးရှိရတဲ့အထက်ဒီမှာအစဉ်ပြေသွားတဲ့ဟာတွေရှိတယ်ဒါပေမဲ့ပြက်ပြေသွားတဲ့ဟာတွေရှိတယ်ဥပမာအဖြစ်ဆိုရင်88နောက်ပိုင်းဒီစစ်တပ်အာဏာသိမ်းနောက်ပိုင်းမှာ90နှစ်ကနေစပြီးမှတွေ့ဆုံညီနိုင်မှုတွေ စလာတဲ့နောက်ဆုံး93 94မှာဒီအပိခတ်ရစေးရေးကိုလက်မှတ်ရေးထူနိုင်ခဲ့တယ်ပေါ့နော်သူတော့ဒီလိုမျိုးဆက်ခဏနှစ်ကြာအပိခတ်ရစေးရေးကာလတခြားမှာဒီစစ်အစိုးရနဲ့ကေအိုရဲ့ဆက်ဆံရေးကပြေလည်ခဲ့ပြီးမှ2010 2017နောက်ပိုင်းအစိုးရတစ်အပြောင်းလေးဖြစ်လာတဲ့အခါမှာကေအော်ကသူ့ရဲ့နိုင်ငံရေးညွန်မှန်းချက်နဲ့စစ်အစိုးရပြောင်းလဲလိုက်တဲ့နိုင်ငံရေးစနစ်တွေကမပြေလည်နိုင်တဲ့အတွက် တိုက်ပွဲတွေတကြော့ပြန်ပြန်တွေ့လာရတာပေါ့နော်ပြီးရင်အခု NCA ထူးတဲ့ကာလမှာကိုပဲကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာ USDP ပါတီဦးတင်းစင်တမဒဦးဆောင်တဲ့ဒီအစိုးရလက်ထက်မှာတက်တန်းကွန်ခါနီးမှာ NCA လက်မှတ်ထူးဖို့အတွက်လှုပ်လာတဲ့အခါမှာ KO ကလက်မှတ်မထူးဘဲနဲ့ကြံနေခဲ့ရပေါ့ကြံနေခဲ့ဆိုရဲထက်မှာအထူးတစ်ဖြစ်ကတော့ဒီအားလုံးပါဝင်ရေးဆိုတဲ့အချက်တစ်ချက်တော့ ရှိတယ်ဒါပေမဲ့ကယ်ော်ဘက်ကပြန်စဉ်းစားတဲ့ဟာကအစိုးရအပြောင်းလဲဖြစ်ခါနေမှဒီလက်မှတ်ကိုထူလိုက်လို့ရှိရင် နောက်နောက်ပြန်တက်လာမယ့်အစိုးရရဲ့အနေထားကိုဘယ်လိုဖြစ်လာမလဲဆိုတဲ့ဟာကိုသူတို့မြန်မာနိုင်ငံရဲ့အခြေအနေရရောသူတို့ဒီနိနိကကထိတူဆက်ဆံခဲ့တဲ့စစ်တပ်ရဲ့အကြောင်းတွေပြီးတော့သူတို့ပြောမယ်ဆိုရင်တော့နားလေတဘောပေါက်နေတာဖြစ်တဲ့အတွက်ဒီလိုမျိုးအခုအပြောင်းကာလ ဖြစ်ခါနီးမှာတို့တို့တတိထားပြီးမှဟိုဆုံးဖြတ်ချက်ချတယ်ဆိုတဲ့ဟာမျိုးကိုတွားတွေ့ရတာပေါ့နော် ဒါကြောင့်မို့အခုဒီဖြစ်စင်မှာလဲစကမစစ်ကော်မရှင်ကျင်းပတဲ့ယူကော့ပွဲကရခင်ယူကော့ပွဲ2010ယူကော့ပွဲထက်ပိုပြီးမှရုပ်ပြဆင်းပြအကျဉ်းတန်နေတဲ့ယူကော့ပွဲဖြစ်တဲ့အတွက်ဒီယူကော့ပွဲမတိုင်ခင်မှာယူကော့ပွဲကိုအကြောင်းပြုပြီးမှစစ်တပ်နဲ့တွေ့ဆုံဆွေးနွေးမှုဖြစ်လာမယ်လို့တော့ကျွန်တော်တော့မထင်ဘူးပေါ့နော်ယူကော့ပွဲမပြီးခင်အထိကတော့ပြည်သူတွေကလည်းဒီယူကော့ပွဲဟာမထောက်ခံတဲ့ယူကော့ပွဲဖြစ်ကြောင်းသူတို့မိန့်ခွန်းတရားနဲ့အချင်းချင်းတတိအာတတိ ပေးခဲ့တဲ့ဟိုဒတင်းစကားတွေကိုလည်းပြည်သူတွေလည်းပြောထားပြီးသားဖြစ်တဲ့အတွက်အာနာတင်းထားတဲ့စစ်ကောင်စီကဗျာမတာကျင်းပမဲ့ယူကော့ပွဲမတိုင်ခင်ကာလမှာစကမအတွက်အကျူးဖြစ်စေမဲ့တွေ့ဆုံဆွေးနွေးမှုတွေတော့ကေဝဘက်ကနေအလင်းစလူလုတ်လာမယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်နောက်တစ်ခု BRI နဲ့ပတ်သက်တဲ့အဟာပေါ့နော်ဒီတရုတ်ရဲ့ BRI စီမံကိန်းအကြီးကြီးကအခြေခံအဖြစ်ယူယူလေးကျွန်တော်နားလေတဲ့ဟာကတရုတ်ကသူက ဒီ global super power ပေါ့နော်နိုင်ငံဖြစ်ချင်တယ်ဒါပေမဲ့ तू ကသူ့ရဲ့နိုင်ငံခြားရေး policy ပေါ့နော်ဒီတခြားနိုင်ငံတွေအပေါ်မှာသူ့ရဲ့ super power ဖြစ်မှု ဟိုတိဆော့ဖို့အတွက်ဆိုရင်သူ့ရဲ့နိုင်ငံမှာရှိတဲ့ဒီတပါတီစနစ်ကွန်မြူနီစနစ်တွေကိုတခြားနိုင်ငံတွေမှာသူကရောင်းစားလို့မရတော့ဘူးเนาะအဥပမာအမေရိကန်ကတော့ဒီသူ့ရဲ့ liberal democracy ပေါ့လူ့အခွင့်အရေး democracy ဆိုတဲ့စံနှုန်းစနစ်တွေနဲ့သူကဒီနိုင်ငံတကာကိုတူတူနိုင်ငံမှာကျင့်သုံးတဲ့စနစ်တွေကိုတူတူကနိုင်ငံတကာမှာလည်းအဲ့လိုမျိုးတူတူရဲ့နိုင်ငံရဲ့ policy နဲ့ချစ်ဆက်ပြီးမှအစိုးရအပြောင်းလဲတွေဖြစ်လာအောင်တူတူကတွန်းအားပေးတဲ့ဟာတွေရှိရပါတော့เนาะတရုတ်ရဲ့စနစ်ကကြတော့ ဒီအာနာရှင်စံတဲ့ပြီးတပါတီစနစ်ဖြစ်တဲ့အတွက်ဒီသူရုနိုင်ငံမှာကျင့်သုံးတဲ့စနစ်နဲ့သူရုကတခြားနိုင်ငံတွေမှာဩဇာလွှမ်းမိုးမှုအတွက်တိဆော့ဖို့မလွယ်ဘူးပေါ့နော်မဖြစ်နိုင်ဘူးပေါ့နော်ဒါကြောင့်မို့ဒီသူရုကအဓိကဖြစ်တော့ PRI ဆိုတဲ့စီမံကိန်းနဲ့ဖွံ့ဖြိုးရေးနဲ့စီးပွားရေးဆိုတဲ့ခေါင်းစဉ်အောက်မှာသူရုရဲ့နိုင်ငံခြားရေး policy နဲ့ချိဆက်ပြီးမှကမ္ဘာ့အနာဂျီနိုင်ငံဖြစ်အောင်သူရုကတိဆော့နေတဲ့စီမံကိန်းအဖြစ်လဲဟိုအခြေခံအဖြစ်ယူယူလေးနားလည်လို့ရတာပေါ့နော်ဒါကြော ါမို့အခုမြန်မာနိုင်ငံအကချင်ပြည်နယ်ကလည်းအိန္ဒိယနိုင်ငံနဲ့တရုတ်နိုင်ငံနဲ့ကြားထဲမှာအရင်ဒုတိယကမ္ဘာစစ်လက်ထက်ကတည်းကနေရှိနေတဲ့ကုန်တွယ်ရေးလမ်းကြောင်းတွေလည်းရှိနေတာဖြစ်တဲ့အတွက်အခုဒီတရုတ်ရဲ့စီမံကိန်းတွေနဲ့မြန်မာနိုင်ငံမှာခံနေရတဲ့ဟာဒီဒီကချင်ပြည်နယ်မှာကြုံနေရတဲ့နိုင်ငံရေးစီးရေးတွေကတော့ဆက်ဆက်တယ်ပတ်သက်နေတယ်လို့ကျွန်တော်က အဲအလူနားလေတာပေါ့နော်ပြီးရင်အခုတရုတ်ရဲ့ဒီစီမံကိန်းကသူကစောစောပြောလို့မျိုးပဲဒီမြန်မာနိုင်ငံလူမျိုးမှသူက community နိုင်ငံဖြစ်เสียမလို့ပေါ့နော် ပြောမယ်ဆိုရင်တော့ဒီအဆူရလေးစနစ်အုတ်ချုပ်ရဲ့စနစ်ဒီပြောင်းလဲเสียမလို့အဓိကဖြစ်တော့တိုက်ပွဲတွေပဋိပက္ခတွေမဖြစ်ဘဲနဲ့တည်ငြိမ်နေလို့ရှိရင်စောစောပြောတဲ့ဒူဒူရဲ့ဒီအဖွင့်ဖြူရဲ့လုပ်ငန်းတွေအကောင့်တွေပေါ်နိုင်မယ်အဲ့ဖွင့်ဖြူရဲ့လုပ်ငန်းကနေနောက်ဆက်တွဲဖြစ်လာမယ်အစီပွားရဲ့လုပ်ငန်းတွေဒူဒူကအကောင့်တွေပေါ်လာနိုင်မယ်ဆိုတော့ strategy အတိုင်းတွားတာဖြစ်တဲ့အတွက်ဒူဒူကအမေရိကန်နိုင်ငံလိုမျိုးဒီ democratic အဆူရဖြစ်ရမယ်လူခွင့်ရဲ့ စန်တန်ဖူးတွေကိုလေးစားတဲ့အစူရနိုင်ငံဖြစ်ရမယ်ဆိုတဲ့ဟာမျိုးတွေတူတူကအဲ့ဒါတွေကိုထည့်သွင်းစဉ်းစားဆရာမလို့အဓိကဖြစ်တော့တည်ငြိမ်နေပြီးမှအခြေခံစောက်အောင်ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်နိုင်ပြီးမှအဲ့ဒီကနေတဆင်စီပါရေးဖွံ့ဖြိုးတိုးတက်မှုတွေလုပ်နိုင်ရင်ရပြီဆိုတဲ့ဟာမျိုးကိုတူတူကချင်းအတူတူရဲ့ strategy ကအဲ့ဒါမျိုးဖြစ်တဲ့အတွက်ဒီကျွန်တော်တို့နိုင်ငံမှာ ဖြစ်ချင်နေတဲ့ Federal Democracy နိုင်ငံစနစ်တပေါ်ဆောင်ရဲ့အတွက်တူတူကဦးစားမပေးဘူးเนาะအဓိကဖြစ်တော့တည်ငြိမ်သွားပြီးမှစိုးစိုးပြောလို့မျိုးတူ ူရဲ့စီမံကိန်းကြီးကိုအကောင့်တွေပေါ်နိုင်တဲ့အနေထားမျိုးဖြစ်ရင်ဒီဖွင့်ဖြိုးမှုဒီစီးပွားရဲ့ကောင်းမွန်မှုကနေတဆင့်ဒီပြည်သူလူထုတွေကစာဝတ်နေရေးချောင်လေသွားလို့ရှိရင်စီးပွားရဲ့အဆင်ပြေသွားလို့ရှိရင်ဒီနိုင်ငံရဲ့ပြည်ထနာတွေကလည်းသူ့အတူပြည်လေသွားလိမ့်မယ်ဆိုတဲ့ဒီမဟာဗျူဟာနဲ့ သူတို့ကချင်းကတ်တယ်လို့ကျွန်တော်ကအလူနားလေတယ်ဒါကြောင့်မို့အခုညီမပြောတူလိုမျိုးပဲဒီတရုတ်ရဲ့စီမံကိန်းဒီနေရောကျွန်တော်တို့ရဲ့ဒီချင်းပြင်းနေမှာဖြစ်နေတဲ့တိုက်ပွဲဒီနေရောတရုတ်အိန္ဒိယကလည်းဒီအရင်တုန်းကဒီလီဒူလမ်းမကြီးကိုပြန်ပြီးမှအကောင့်တွေဖော်ဖို့အတွက်စကားတွေပြောလာတာဖြစ်တဲ့အတွက်သူတို့ဘက်ချမ်းကလည်းသူတို့အခြေခံဖွံ့ဖြိုးမှုဒီလက်ဦးပြီးမှလှုပ်ဆောင်လာတာရှိတာဖြစ်တဲ့အတွက်ဒီအရာတွေကဆက်ဆက်မှုရှိတယ်လို့ဟိုဆွေးနွေးခြင်းပါတယ်ညီမ ဆိုဒီနောက်ဆုံးမေးခွန်းအနေနဲ့ပေါ့နော်ဒီရွေးကောက်ပွဲပြီးမှာပေါ့နော်တရုတ်အနေနဲ့ကန်ဟိုအပေါ်ဖိအားပေးတာမျိုးပိုလုလာနိုင်ကြီးရှိမလားပေါ့ဆရာအခုစကမာချင်းပါတဲ့ရွေးကောက်ပွဲပြီးသွားလို့ရှိရင်တရုတ်ရဲ့ဖိအားဘယ်လောက်ထိဟိုတွန်းလာမလဲပြီးရင်ဒီ ကေအပါဝင် တခြားဒီတိုင်းသားတော်လန်ရဲ့အဖွဲ့အစည်းတွေရောဗမာရဲပါဗောနော်ပြီးရင်အခုဒီ2021နောက်ပိုင်းထွက်လာတဲ့တော်လန်ရဲ့အဖွဲ့အစည်းတွေရောဘယ်လိုစဉ်းစားကြမလဲဘယ်လိုဆုံးဖြတ်ကြမလဲနိုင်ငံရေးအရာဘယ်လိုမျိုး strategy နဲ့ပြန်သွားကြမလဲဆိုတဲ့ဟာတော့အဲ့ဒီအပေါ်မှာတော့မူတည်လိမ့်မယ်ထင်တယ်ဒါပေမဲ့ဒီအထဲမှာ KO လူမျိုးအရခတ်တတ်တော် AA လူမျိုးငကူကတဲ့ကနေနိုင်ငံရေးအရာစီးရေးအရာအင်အားကောင်းပြီးသားဖြစ်တဲ့ တိုင်းဒါအဖွဲ့အစည်းတွေရဲ့ strategy ဆုံးဖြတ်မှုက တခြားဒီတော်လန်ရဲ့ပေါ်ဒီမှာလဲတဲရောက်မှု ရှိနိုင်တာပေါ့နော်အဲ့ဒါကြောင့်မို့ဒီယူကော့ပွဲပြီးလို့ရှိရင် KO အနေနဲ့ဒီ2025ယူကော့ပွဲကနေဖြစ်လာတဲ့အပြောင်းအလဲမှာနိုင်ငံရေးအရာဘယ်လိုမျိုး strategy နဲ့ပြန်သွားမလဲဆိုတဲ့ဟာတော့ကျွန်တော်တို့ထည့်သွင်းစဉ်းစားရမယ်အဲအလေးထားရမယ်တခုလို့ကျွန်တော်စဉ်းစားလို့မြင်လို့ရတာပေါ့နော်ဒါကြောင့်မို့စောစောမေကွန်းဒီမှာဆွေးနွေးသွားတယ်လို့မျိုးပဲအရင်တုန်းကဖြစ်ခဲ့တဲ့အခြေအနေတွေကိုအခြေခံပြီးမှ စဉ်းစားမယ်ဆိုရင်2025အခုကျင်းပမဲ့ဒီအာနာဒင်းစစ်တပ်ရဲ့ယူကော့ပွဲရလတ်အပေါ်မှာလဲမှုတည်လိမ့်မယ်လို့ထင်တယ်ဒီယူကော့ပွဲကဘယ်လောက်အထိအထမြောက်မလဲဘယ်လိုမျိုးအခင်းကျင်းနဲ့ပြီးသွားတဲ့ယူကော့ပွဲဖြစ်မလဲယူကော့ပွဲပြီးနောက်ပိုင်းမှာလဲ အစူရကိုဒူရူကောင်းကောင်းမွန်မွန်ဖွဲ့စည်းလာနိုင်မလားဆိုတော့ဒီဖြစ်ပေါ်လာတဲ့ယူကော့ပွဲရလတ်တွေအပေါ်မှာနိုင်ငံတကာရောဘယ်လိုမျိုးမြင်ကြတယ်လဲအာဆီယံကဘယ်လောက်အထိဒီယူကော့ပွဲရလတ်ပေါ်မှာအတိမပြုလဲတခြားနိုင်ငံတွေကဒီယူကော့ပွဲရလတ်ကိုဘယ်လိုမျိုးအတိမပြုကြလဲဆိုတော့နိုင်ငံတကာအခင်းကျင်းကိုလည်းထည့်သွင်းစဉ်းစားပြီးမှ ကုနိုင်ငံပြည်တွင်းမှာဖြစ်နေတဲ့အခြေအနေတွေကိုလည်းသူတို့ပြန်ချင့်ချင်ပြီးမှဟိုယူကော့ပွဲနောက်ပိုင်းဖြစ်လာတဲ့ ရလတ်တွေအပေါ်မှာစဉ်းစားဆုံးဖြတ်လိမ့်မယ်လို့ကျွန်တော်အဲ့လိုမြင်တယ် ဒါမဲ့တယုကတော့ဒီယူကော့ပွဲကိုဒူဒူကထောက်ခံချင်နေတာဖြစ်တဲ့အတွက်ယူကော့ပွဲကနေတစင်အစူရအစူရတရက်ဆိုတဲ့ဟာဒူဒူရဲ့ဒီပုံဖော်ထားတဲ့အစူရတရက်ပေါ့နော်အဲ့ဒါမျိုးပေါ်ပေါက်လာလို့ရှိရင်တော့ကေဝပါဝင်တော်လန်ရဲ့အင်အားစုတွေကိုဖြစ်လာတဲ့ဒီအစူရရှိနေတဲ့ဒီပဂတိအခြေအနေကိုလက်ခံပြီးမှစဉ်းစားဖို့အတွက်တယုကတော့ဆက်ပြေးသွန်းအားပေးလာမယ်လို့တော့တွတ်ဆလို့ရတာပေါ့နော်ညီမဟုတ်ကဲ့ပါဆရာအခုလိုမျိုးဆွေးနွေးပေးတော့တဲ့ဆရာကိုကျေးဇူးအများကြီးတင်ပါတယ် နောက်ပတ်မှာလည်းဒီဖြစ်ပေါ်နေတဲ့အခြေအနေတွေလိုက်နိုင်ငံရေးစီးရေးအခြေအနေတွေကိုသုံးသပ်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်လက်ဆောင်ကြားပေးကြဖို့မေတ္တာရပ်ခံပါတယ်။